မြမပြည်ကိုတတိယနေတဲ့သူတွေမြမပြည်ရဲ့ရိုးရပွဲတော်တွေကိုလွမ်းနေတဲ့သူတွေအတွက်အလွမ်းပြေးသွားစီမယ်ပွဲတော်တွေတစ်ခုချောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ဒီပွဲတော်ကအော်တိုဘာလမှာကျင်းပပြီးတော့ဒီစမူပရာဂန်ရဲ့အစီအကားဆုံးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်ဒီပွဲတော်ရဲ့နာမည်ကိုငန်ကျယ်တီလို့ခေါ်ပြီးတော့မြမလို့ဆိုရင်တော့ဇီဒီမြားပွဲလို့အဓိပ္ပာယ်ရပါတယ်အဲဒီဒီကတော့ဖက်ဖဒေဘက်မှာရှိပြီးတော့ဒီပွဲတော်ကတော့ပါနန်းဘက်မှာပို့ပြီးတော့စီပါတယ်ဖက်ဖဒေနဲ့ပါနန်းဆိုတာက အလဲမှာကြောက်ဖြတ်မြင့်ကြီးချားနေတဲ့အတွက်ဖက်ပလေးကိုသွားချင်တာပဲဖြစ်ဖြစ်ပါနံဘက်ကိုလာချင်တာပဲဖြစ်ဖြစ်လေစီးပြီးတော့လာလို့ရပါတယ်လေကတော့တယောက်ကမှရှစ်ပတ်ပဲကြပါတယ်ဒီပွဲတော့ကထိုင်းနိုင်ငံရဲ့နာမည်ကြီးတဲ့လမ်းမေးအစားအစာမှန်သမျှကိုဒီပွဲတော့မှဝယ်စားလို့ရပါတယ်အရန်လဲစေးတက်ပါတယ်ပြီးတော့ဈေးပွဲတော့ဆိုတဲ့အတိုင်းပေါ့နော်ဒီပွဲတော့မှာ ပစ္စည်းမှန်သမျှကိုကျွန်တော်ဈေးတက်တက်တာနဲ့ဝယ်လို့ရပါတယ်မြန်မာပြည်ကရိုးရပွဲတော်တွေကိုတတိယနေတဲ့သူတွေအလွမ်းပြေးသွားစီမဲ့ဒီပွဲတော်လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်အရန်လဲစီကားတဲ့အရန်လဲပြော့စရာကောင်းတဲ့အတွက်လာခဲ့ပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်တကယ်လို့လာမယ်ဆိုလို့ရှိရင် BTS မိုးပြရထားစကူဝဲအစိအောင်လိုင်းကိုစီပြီးတော့ပါနိုင်ဂိတ်မှာဆင်းလို့ရှိရင်ဒီဖျားပွဲကိုတိုင်းပြီးတော့ရောက်ပါတယ်ဒီပွဲတော်ကလာမယ့်အောက်တိုဘာလ12ရက်နေ့ကနေ23ရက်နေ့အထိ12ရက်တိုင်တိုင်ကျင်းပမဲ့ ါနန်းပွဲတော်ကြီးပဲဖြစ်ပါတယ်။တကယ်ကြီးတအားလုံးဆက်ဆက်လာခဲ့ပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။